ိုင်းသားလက်နက်ကင်ဖွဲ့တွေနဲ့ငင်းချိုင်းဆွေးနွေးမှုတွေတော်တော်လေးစိတ်စိတ်လေးကြိုးပမ်းနေတာတွေ့ရပါတယ်။ဒါပေမဲ့နှစ်၄၅60စုညံခဲ့တဲ့တနက်တန်တွေဒီနှစ်ထဲမှာတိတ်စိတ်တော့ပါလားဆိုတော့လည်းပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်တင်ပြမယ်။ဒီဒီဒီဘိတ်စီစဉ်ဖြစ်ပါတယ်ကျွန်တော်တန်ဝင်ထပ်ပါခင်ဗျာ။ ဒီမီမီဒီဘိတ်အစီအစဉ်ဖြစ်ပါတယ်ပြီးခဲ့တဲ့အနှစ်90 60ကတည်းကစဉ္ညံခဲ့တဲ့ပြစ်ခတ်တန်တွေငိုကြွေးတန်တွေဝေဒနာတွေတကယ်ပဲချုပ်ငိမ့်တော့မလားဆိုတဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်တင်ပြမယ်ဒီမီဒီဘိတ်အစီအစဉ်ဖြစ်ပါတယ်ဆွေးနွေးသုံးသပ်ကိုတင်ပြတော့ဖိတ်ခေါ်ထားတဲ့အထက်မှာဒီရက်ဆန်နရီစံတိုင်းသားများဒီမိုကရေစီဖွဲ့ချုပ်ကထဥက္ကဋ္ဌဖြစ်ပါတယ်ဒီနောက်တစ်ယောက်ကရန်ကုန်တိုင်းဒေသကြီးဖြစ်တော်မှာဒေါက်တာညိုသိန်းဖြစ်ပါတယ် ဲနောက်တစ်ယောက်ကတော့မြန်မာညီညာရေးစင်တာကဒီအစည်းအဝေးညွှန်ကြားရေးဟူဒေါက်တာမင်းစောဦးဖြစ်ပါတယ်ညီညာရေးအစည်းအဝေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်တင်ပြလာရတဲ့ကဒီကာတွန်းဆရာကိုဟတ်ကော့ကမိမောင်းထိုးပြတင်တာတွေကိုကာတွန်းရေးဆွဲတင်ပြมาဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပထမဆုံးမေးတဲ့မေးဖို့စဉ်းစားထားကြတဲ့မေးခွန်းကတော့ဒီ2013ဘက်မှာဆရာညီညာရေးအရေးတွေ့ပြီလားရှင်ပြောလို့ရှင်တော့အားလုံးစူးစမ်းမှရပါမယ် ။ဘာလို့လို့ရှိရင်ဒီတိုင်းပြည်ရဲ့ခုနကပြောလာတိုင်းပေါ့လေပြဿနာက190 60တကူကိုဗျ။အဲဒါကရင်ဖြစ်လာတာကို။နောက်ဒေါက်တာညိုအသင်းအနေနဲ့ပေါ့။လောလောဆယ်ငြိမ်းချမ်းရေးဖြစ်စဉ်ကလွတ်တော်ကိုယ်စားလှယ်တွေကဘယ်လိုများ ကြိုးပမ်းဖို့ရှိလဲဘယ်လိုများစဉ်းစားနေကြလဲသိကြပါလားလက်တွေ့အလုပ်လုပ်တဲ့အခါကျတော့ဒါအုပ်ချုပ်ရေးဘိုင်းကဒါဥဆောင်မိလုပ်တဲ့အတွက်ကြောင့်မလို့ဒါလွှတ်တော်ကုသလဲတဲ့အနေနဲ့လည်းနည်းနည်းစောင့်ကြည့်နေတဲ့သဘောတော့ရှိတယ်စောင့်ကြည့်ရုံဆိုလုံလောက်လားကျမစောင့်ကြည့်အမှန်မှန်တော့စောင့်ကြည့်ရုံတော့မလုံလောက်ဘူးပေါ့နော်အခုလွှတ်တော်မှာကျမတို့ဒါဒါသိရတဲ့လောက်ဆိုလို့ရှိရင်ငင်းငယ်ကြီးဖော်ဆောင်ဖို့ဆိုကော်မတီတွေဖွဲ့ထားတာရှိတယ်လေအဲ့တော့ဒီငင်းငယ်ကြီးဖော်ဆောင်မှုကော်မတီဖွဲ့ထားတဲ့ဒီလွှတ်တော်ကုသလဲတွေရဲ့အခန်းကဏ္ဍကလည်းဒီကဲလက်တွေ့ပုံမှန်လေးအရန်ကိုအချင်းမြောင်နေတယ်လေတကယ်ကိုဒီဒီငင်းငယ်ကြီးဖြစ်စဉ်တွေမှာကိုတိလက်ရောက် ပါဝင်ဖို့ကိုပေါ့နော်ဒီဒီကော်မတီထဲမှာပါတဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အခက်အခဲတွေအများကြီးတွေ့နေတာတွေ့ရတယ်ဟုတ်ကဲ့ဒီကိုမင်းစောတို့အခုငိမ့်ချင်ဖြစ်စင်နေဟိုတိုးတက်လာတယ်လေတွေ့ရပါတယ်စိတ်စိတ်လေးတွေ့ဆုံရတယ်တွေ့ရပါတယ်ဒီတပြေလုံးတိုက်တာနဲ့လက်မှတ်ရေးထိုးမယ်ဇွန်လိုင်းအောက်တိုဘာအခု November စသဖြင့် November ကနေ touch chain ဖြစ်ဖြစ်နိုင်လေလားအဓိကကတော့ဒီတပြေလုံးတိုင်းတာဆောင်တဲ့အပြည့်ခက်ရက်စဲရေးဆိုတာ စပြီးတောင်းဆိုခဲ့တာတိုင်းရင်းသားတွေတောင်းဆိုခဲ့တာပါကျွန်တော်တို့1990 DAB အလိုက်နောက်ပိုင်း DAB ဖွဲ့ကလေးကဟာလာပြက်ခတ်ရဲဆဲရေးကိုတဖွဲ့ချင်းမလုပ်ပါနဲ့တပြည်လုံးအတိုင်းတာနဲ့လုပ်ပါဆိုတဲ့တောင်းဆိုမှုဟိုအရင်ကတိုင်းရင်းသားတွေဘက်မှာရှိခဲ့တယ်အခု UNF ကြီးခစ်ပေါ့ဗျာဒီတပ်ပေါင်းစုခစ်တွေပါအဲ့တော့အဲ့ဒီတောင်းဆိုချက်ကိုဒီနေ့ဒီအချိန်မှာအစိုးရတွေရသူတွေကလည်းစဉ်းစားမိပုံရတယ်နိုင်ငံရေးဆွေးနွေးပွဲကိုအခြေခံပြီးတော့ပွားတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့တပြည်လုံးအတိုင်းတာဆောင်တဲ့အပြစ်ခတ်ရဲဆဲရေးကို လုံနိုင်ပါပြီလုံချရအောင်ဆိုပြီးတော့တိုင်းရင်းသားဘက်ကိုဒီကန်းလန့်တယ်ဒါပေမဲ့တိုင်းရင်းသားတွေဘက်ကလည်းဟာအစိုးရဘာကြောင့်မလို့အခုချိန်ကျမှပြောတာလဲဆိုတော့တန်တရားမျိုးနဲ့အစိုးရကိုပြန်ပြီးတော့မေကုန်းနေထုတ်တာတွေရှိတယ်လောလောဆယ်မှာကျွန်တော်ကြားရတော့ဆိုလို့ရှိရင်လက်နက်ကင်အဖွဲ့အနည်းဆုံး2ဖွဲ့လောက်ကလက်မှတ်ထိုးဖို့စဉ်းစားမရှိကြသေးဘူးကြားရတယ်အဲ့ဒီအဲ့ဒီပေါ်မှာတော့ဘယ်လောက်ထိဟိုတိတိပပပယုံလို့ရအစိုးရကလက်နက်ကင်အဖွဲ့ဆိုပြီးအတိမတ်ပြူထားတဲ့အဖွဲ့ကအခုလောလောဆယ်မှာအားလုံးပေါင်းဒီ16ဖွဲ့ပေါ့ဗျာနော် အဲအဲ့တော့အဲ့မှာနှစ်ခုကြံတာကဒီ KIO နဲ့ DNL ကြံတယ်ပေါ့နော်ကြံတော့ KIO ကတော့အခုဒီသဘောလူကျင်တစ်ခုထိုးထားပြီးပြီအပြစ်ခတ်ရဆဲရေးဆိုတဲ့ခေါင်းစဉ်တော့မတတ်ထားဘူးဒါပေမဲ့အဲ့ထဲမှာပါတဲ့အချက်လက်တော်တော်များများကတခြားစာချုပ်တွေနဲ့ရှင်းကြည့်မယ်ဆိုလို့ရှိရင်တခြားစာချုပ်တွေမှာအပြစ်ခတ်ရဆဲမှာပါတဲ့အချက်တွေထက်တော့ပိုတဲ့အချက်တွေက KIO နဲ့လက်မှတ်ထိုးတဲ့မှာပါတယ်အဲ TNL နဲ့အဖွဲ့ရတော့ ကျွန်တော်တို့အမကြခင်မှာဆွေးနွေးပွဲတွေဆက်လုပ်ဖို့တော့ဟိုရည်မှန်းတာရှိပါတယ်အဲ့တော့အဓိကတော့တပီလုံးတိုင်းတာဆောင်တဲ့အပြက်ခက်ရက်စဲရေးဆိုတာတော့အပြက်ခက်ရက်စဲရေးကအနှစ်သာရမဟုတ်ဘူးအဓိကအနှစ်သာရကလက်ရှိငိမ့်ညာရေးဖြစ်စင်မှာအပြစ်အခက်ရက်စဲရေးဟိုကြော်ပြီးတော့နိုင်ငံရေးဆွေးနွေးပွဲတွေစတဲ့တကားပေါက်ပွင့်သွားပြီဆိုတော့မှတ်တိုင်ဆက်လိုက်တာဆရာဆောင်ရွက်ပုံမှာလက်မှတ်ထိုးခြင်းဟာ စောကကိုမင်းစောဆွေးနွေးတယ်လို့နိုင်ငံရေးဆွေးနွေးပွဲတကားတွေပွင့်သွားပြီလို့တကယ်ပဲတိတိပပပဆရာဘာသာပြန်နိုင်လားတိုင်းသားတွေရချင်တာကနော်ပထမဆုံးကဟိုဟာခရစ်စုံဆွေးနွေးပွဲပဲနိုင်ငံရေးအရာညှိရမယ်နမလက်မှတ်ထိုးမယ်အခုဟာကလက်မှတ်အရင်ထိုးနမညှိမယ်တပြည်လုံးဆိုင်ရာအပြစ်ခတ်ရက်စဲရေးဆိုတဲ့အဓိကဟာဒါအပြစ်ခတ်ရက်စဲရေးဆိုင်ရာအချက်လက်တွေလက်မှတ်ထိုးတာနိုင်ငံရေးသဘောတူညီချက်ကိုလက်မှတ်ထိုးတာမဟုတ်ဘူးဟုတ်လားကျွန်တော်တို့ peace process ကိုကျွန်တော်ကြည့်တဲ့အခါမှာငြိမ်းချမ်းဖြစ်စဉ်ကိုကြည့်ရင် အပြစ်ခတ်ရက်တဲ့ဖြစ်စဉ်ဆိုတာရှိတယ်။အခုကျွန်တော်တို့အပြစ်ခတ်ရက်တဲ့ဖြစ်စဉ်ကကျွန်တော်ပြီးစစ်ဆွာရမှာတွင်ကျွန်တော်တို့ကနှစ်ပိုင်းခွဲပြီးကြည့်လို့ရတယ်။ဒီ preliminary လို့ပြောတဲ့အစအဦးဆုံးလုပ်တဲ့စစ်ဆွာရနဲ့ဒီ comprehensive လို့ပြောတဲ့ပုံပြီးပြည့်စုံတဲ့စစ်ဆွာရဆိုတဲ့ဟာရှိတယ်။အဲ့ဒီမှာဘာတွေပါမလဲဆိုလို့ရှင်ခုနကပြောတဲ့အလားဒီနှစ်ဖက်တက်တရားလိုက်နာမယ်စီမင်းစည်းကမ်းတွေပါမယ်နေရာတမတ်တဲ့ကိစ္စတွေပါမယ်စောင့်ကြည့်အဖွဲ့တွေပါမယ်ဒါလို့ပါတဲ့ပူအသေးစိတ်တဲ့ဟာတွေကိုအဓိကလက်မှတ်ထိုးတာဒါပေမဲ့ဒါပေမဲ့ပြောတယ်နိုင်ငံရေးသဘောတူချက်ကိုလက်မှတ်ထိုးတာဒါပေမဲ့အခုကိုပွဲဖို့တော့လို့ ခုချိန်ထိအဲ့ဒီလိုမျိုးနားလည်မှုလွဲတာတွေရှိနေသေးတယ်ဆိုလို့ရှင်ဘာတွေပါနေအရင်တုန်းကရှိခဲ့တဲ့အနှစ်60ရှိခဲ့တဲ့မယုံကြည်မှုတွေကိုကျွန်တော်တို့ကနှစ်နှစ်လောက်အတွင်းမှာတစုံတရာယုံကြည်မှုရအောင်ဆိုပြီးတော့ကျွန်တော်တို့ကနှစ်နှစ်အတွင်းမှာကျွန်တော်တို့အပြစ်ခတ်ရက်စဲ14ကိုကျွန်တော်လုပ်ခဲ့တာဒါကဘာမှစံချိန်တင်လို့ရအပြစ်ခတ်ရက်စဲနေတယ်မရဘူးအဓိကကနိုင်ငံရေးသဘောတူညီချက်ရမှကျွန်တော်တို့မြန်မာနိုင်ငံရဲ့တိုင်းရင်းသားပြည်ပခါကဖြည့်ရှင်းလို့ရမှာဆရာအဲ့ဒါဒီစားပြလာကြာအာ ဒီဟာကဘယ်လိုလားဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်ထောင်းကထွက်လာပြီးတော့ဥဆိုးသိမ့်နဲ့နော်ဟိုအမင်းနဲ့ခေါ်ခေါ်ဆွေးနေတော့ကျွန်တော်ပြောပြတယ်ဝင်းကြီးတို့နော် KIA နဲ့ပတ်သက်လို့စတာပဲရှိသေးတယ်ခင်ဗျာနော်တော့တော့တော့တိုက်တာအဲ့ဒါကိုတော့မလုပ်ပါနဲ့ KIA ကစောင့်ခဲ့တာခင်ဗျားတို့ကိုနော်၁၈နှစ်လို့ရှိပြီအခုကဒီလောက်ဂျုံကြီးမှုပြီးစောင့်ပြီးတော့စောင့်နေတဲ့လူကိုမှပြန်တိုက်မယ်ဆိုရင် ဒီ reaction ကကြံတဲ့အဖွဲတွေကပြန်ပြီးတော့ဟိုပါဖြစ်တယ်နော်ပြန်ထိရအောင်ပဲအဲ့တော့အဲ့လိုထိုးလိုက်တဲ့ခါကျတော့နည်းနည်း confuse ဖြစ်နေတဲ့အချိန်ကျတော့ဟိုကအမုံပြောကဝင်လာပြန်ပြီးခုပြောတာကကြည်မင်းတို့ကလည်းနံပါတ်ထိုးခိုင်းမယ်ထိုးခိုင်းပြီးတော့မင်းတို့ဘယ်လိုပြက်မလဲဆိုတော့မင်းတို့ကတနေ့ကျလို့ရှိရင်ဆိုတီးကလင်းကတမီကြလို့ဖြစ်လိမ့်မယ်နော်ဒီ concession တွေပေးမယ်ဒါ concession တွေပေးတဖြည်းဖြည်းမင်းတို့ချွေယူသွားလိုက်မယ်ကိုမင်းတို့ကထူးခြားတဲ့အောင်မြင်မှုလို့ပြောထားတာနော်ဒါပေမဲ့ဆရာဦးခုနကပြောတဲ့ပုံတိုင်းဆိုရင်ဒီငញ្ញံရေးဖြစ်စဉ်ကြီးကကျိုးရမ်းလမ်းလျှောက်တယ်လို့ဖြစ်မနေဘူးလား အရင်ခေတ်တုန်းကအရင်အစိုးရလက်ထက်မှာလုပ်ခဲ့တဲ့အပြစ်ခတ်ရက်စရေးဆိုတာစာချုပ်ကိုလက်မှတ်ထိုးခဲ့တာပေါ့အပြစ်ခတ်ရက်စရေးလုပ်ခဲ့တဲ့အဖွဲ့ပေါင်းဟာလား2010 2009လောက်မှာ25ဘွယ်ကျန်တယ်ပေါ့ဗျာအဲ့ဒီမှာအထဲမှာ KI ကိုတစ်ခုပဲစာချုပ်ဆိုင်ရာလက်မှတ်ထိုးခဲ့တာရှိတယ်ကျန်တဲ့ဟာတွေအားလုံးက gentleman agreement ဆိုပြီးထားခဲ့တာအဲ့ဒီစာချုပ်စာတမ်းမှာတော့ KIU နဲ့အစိုးရလက်ချမ်းမှာနားလည်မှုယူပြီးတော့လှုပ်ဝှက်ထားရမယ်ဆိုတော့ကြောင့် KIU ကသူ့ဒီ ဘူကွန်ပျူတာများတော့အိစာရုပ်ကိုမပြဘဲနဲ့နှစ်ပေါင်းများစွာထားခဲ့ရတဲ့ဟာဒါအရင်အခြေအနေအခုအခြေအနေကျွန်တော်တို့ဒီအချိန်မှာအပြစ်ခတ်ရစိတ်လုံးတဲ့အခါမှာအလုံးမောစာချုပ်မ38ခုလောက်ရှိတယ်ပေါ့ဗျာအဲဒီမှာခုနကပြောတဲ့လူလူခွင်းကိစ္စတွေလည်းပါတယ်ဘောတော့ဒီအာဒီအာတိုင်းလာပွန်ပြူတဲ့ကိစ္စတွေစသည်ဖြင့်ပေါ့နော်အပြစ်ခတ်ရစိတ်တွေမှာအဲ့ဒီပါသွားရလည်းရှိတယ်အခုချိန်ကျတော့ဒီဟာလေးအကုန်လုံးကလူတွေအများကြီးရှေ့မှာလုတ်တယ်ပြည်သားနဲ့တခါတည်းဆွေးနွေးပြည်သားနဲ့လက်မှတ်ထိုးပြည်သားနဲ့မီဒီယာချင်းချင်းပြေးတယ်မီဒီယာချင်းချင်းသိတယ်လူတွေချင်းသိတယ်အဲ့တော့ဒီ ပွင့်လင်းမှုအရာဆိုလို့ရှိရင်အများကြီးကွာသွားတယ်ဟာကြည့်လို့ကိုမင်းစောဦးကရုံရုံကြည်ကြည်ချစ်တယ်လို့မျိုးအဲ့ဒီဆာရွက်ပေါ်ကလက်မှတ်တွေကိုဆရာတို့ဒီတိုင်းသားလက်နဲ့ကြိုင်တွေရှားမှာရုံရုံကြည်ကြည်ရှိလားအားလုံးတော့ရုံကြည်မှုရှိမယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့ November မှာလက်မှတ်ထိုးဖို့ season တွေနဲ့ပတ်သက်ပြီးတော့ဒီလူခွင့်လေးလာစောင့်ကြည့်တယ်ခွဲကနေဆိုလို့ရှိရင်တို့ဘယ်လိုသုံးသပ်မလဲမေးကြည့်ကြပါလဲ။ Yeah by your observation uh Uh, monitoring about Burma and human uh, situations. How's your assessment to the ongoing, ongoing talk uh, between the government and the ethnic and, and, groups? I think it's important to note that the process has gone far beyond what most people thought it would. Um, I mean, it's been a very uh, positive process so far in a very, very complicated <laughs> setting. But these look good, good, Are real? Uh, I, th I think it is real. I mean, it's, no. it, it is genuine, and I think there's a lot of trust in Uong Min and his efforts. A lot of um, trust? I think sure? there's, a, there's a lot of trust, but this is between elites. This is between the leaders of these groups. On the ground in communities, that's where the peace process is not working because there's still a lot of mistrust, there's still a lot of human rights violations, and there's new problems coming up like land being taken, there's still forced labour, loi pair still lots of problems happening. So the trust hasn't filtered down to the ground at all, and that's, I think, the biggest problem of the peace process. ဒီရှေးလျားတဲ့ငြိမ်းချမ်းစဉ်တွေနဲ့ဒီမြေခွင့်ရှုတော့မတူတာတွေကိုကျွန်တော်တို့လိုက်ပြီးတော့မေးမြန်းထားတာတွေရှိပါတယ်အဲ့ဒါလေးအဲ့ဒါလေးခဏပွင့်ချင်ပြောပြမှာပြောပြလို့ရှိပါတယ်ခင်ဗျပြည်စုံဆွေးနွေးလုပ်ငန်းတွေတကယ်လုပ်တဲ့အခါမှာအပြစ်အခက်ရစေးရည်တွေမခိုင်မာရင်ဟလာခုနတွေးဆုံဆွေးနွေးလုပ်ငန်းတွေကိုလာထိကြိုက်မှာစိုးရိမ်တဲ့အတွက် တနိုင်ငံလုံးဆိုင်ရာအပြစ်ခတ်ရဆဲရေးကိုလုပ်နိုင်မှုကြိုးပမ်းနေကြတယ်။တိုင်းရင်းသားတွေနဲ့လည်းဟလာဆွေးနွေးနေကြတာရှိတယ်။ကျွန်တော်စိုးရင်ကခေါင်းစဉ်တွေပြီးတော့ထွက်ထွက်လာပြီးတော့ငါတို့တော့တော့လုံးတော့ပဲကွာမရလို့တိုက်ကြတယ်ဆိုတော့မျိုးမဖြစ်စေချင်ဘူးကြ။ဘယ်တော့မှဆိုတော့လုံးပြီးလောက်ကမိုက်ဆိုင်တာအားနေနေတာတရားမူပြီးတော့မှဖိတ်ကြားပြီးတော့အားလုံးပေါ့ရှေ့မှာထပ်မံပြီးတော့အတူတူလက်မှတ်ရထုတ်မယ်အာ political dialogue နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကိုကြွားကြမယ်ဆိုတဲ့ တိကဝတ်တွေကိုလက်မှတ်ရေးထိုးတာဟာတိုင်းရင်းသားပေါ့နော်မိဘပြည်သူတွေဒီညီညာရေးကိုတကယ်ကိုပို့ပြီးတော့လွှတ်တဲ့သူတွေအတွက်လည်းပိုကောင်းမယ်လို့ကျွန်တော်တို့ထင်တယ်အဲတကယ်လို့ကာဝေးရေးကူစီချုပ်ကပါဝင်ပြီးတော့သူကိုယ်တိုင်လက်မှတ်ထိုးမယ်အဲ့ဒါဆိုလို့ရှိရင် sense of responsibility ပေါ့တာဝန်ခံမှုကပိုလဲများလာမယ်ပေါ့နော် ကာကွယ်ရေးဦးစီးချုပ်ကိုတိုင်လက်မှတ်ထိုးတဲ့နေရာမှာပါလာမယ်ဆိုရင်တော့တကယ်အပြစ်ခံရက်စဲမှုရှိလာနိုင်တယ်လို့ကျွန်တော်ကပြောလင့်တဲ့အတွက်ကြောင့်ကိုတိုင်ပါဝင်လာကြည့်ကြပါတယ်အခုတလောပဲဘုံပေါက်ခွဲမှုတွေဖြစ်လာတာဒါတွေကဟိုဥပဒေစိုးမိုးမှုကပြေဝါရှိမှဆိုရင်ဒီဘုံပေါက်ခွဲမှုတို့ပေါက်ခွဲမှုတို့ဘာမှဖြစ်နိုင်ဘူးအဲ့တော့ငင်းကြဲရေးလုပ်နေတဲ့နေတဲ့မှာငင်းကြဲရေးပေါ်ဆောင်နေတဲ့နေတဲ့မှာဥပဒေစိုးမိုးမှုကိုတိတိမိမိလုပ်နိုင်ဖို့ရည်